မင်္ဂလာပါကျွန်တော်နေမင်းပါစာလုံးကလည်းတူတယ်အတန်အတွက်လည်းတူတယ်ဒါပေမဲ့သုံးတဲ့ပုံမှာမူတည်ပြီးတော့အတိတ်ပဲမတူတဲ့ homographs နှလုံးအကြောင်းကိုပြောပြမယ်ပထမတစ်လုံးက bat bat လင်းနို့ဥပမာ bats are most active at night လင်းနို့တွေအရဆိုလို့ရှိရင်ညပဲကြမှာအလုံးလုံးကြတယ်လှုပ်ရှားကြတယ် bat ရိုက်တဲ့အတန် my baseball bat is broken ျွန်တော်ရဲ့ baseball ရိုက်တဲ့အတန်းကျိုးနေတယ်။နောက်တစ်လုံးက ring lesser ring lesser he gave her a ring သူကသူမကို lesser ပေးလိုက်တယ်။ ring ညီသည်တီးသည် ring the doorbell is ringing တကားခောက်တဲ့အတန်းညီနေတယ် အဲ့တော့ American 3 English ကလုံးအတုံးအနှုံးနဲ့အတန်အတွက်တွေကိုလေ့လာပြီးတော့ practice လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားလိုက်ပါ I see you tomorrow